လှပုံလေးတွေရိုက်လို့ရှိရင်ပြင်းစရာကောင်းတဲ့ပုံလေးတွေပဲရိုက်နေတော့မှာဒီနေ့မာရဟနီကဖုန်းကိုတုံးပြီးတော့ဘလူးမျိုးစီနီမတစ်ဆန်ဆန်ရုပ်ရှင်ဆန်ဆန်ပုံလေးတွေရိုက်ပေးတော့မလဲဆိုရဲတစ်ဖလီတုံးဖို့ပြောပြပေးတော့မှာဖြစ်ပါတယ်ဟန်လီဒီနေ့တုံးပြီးတော့မှာတော့ Oppo A5 Pro ဈေးနှုန်းက9သိန်းလုံးဝအကျန်းစားတက်စ်တွေအောင်မြင်ထားတဲ့ဖုန်းလေးပေါ့နော်ဆိုတော့ဟလိုဖုန်းနဲ့ရိုက်ပြီဆိုလို့ရှင်တချို့ပုံတွေကကိုယ်စိတ်တိုင်ကြမဖြစ်ဘူးပါဖက်မဖြစ်တာရည်ဆိုလို့ရှင်ဒီဖုန်းထဲမှာရှိတဲ့ AI ကိုသုံးပြီးတော့ဘယ်လိုမျိုးလုံးဝ pro sensor ပေါ့နော် ကင်မရာနဲ့ရိုက်ထားသလိုပုံလေးရအောင်လုပ်မယ်ဆိုတာကိုဟန်နီကပြပြပြသွားမှာဖြစ်ပါတယ်ဆိုတော့ဒီဗီဒီယိုလေးကိုကြည့်ပေးပါဦးနော် ဒီနေ့ဟန်ဒီရွေးချယ်ထားတဲ့ location ကတော့ယထာဘူရာပဲဖြစ်ပါတယ်။ဘာဖြစ်လို့ယထာဘူရာကိုရွေးတာဆိုလို့ရှိရင် photography ဘိုင်းမှာဆိုလို့ရှိရင် composition အရာ leading line ဆိုတဲ့ technique က lines တွေမြင်းတွေကိုအတုံးချပြီးတော့မျက်စိပဓာတာမှာတက်ပုံတွေကလှနေအောင်လူတွေစိတ်ဝင်စားမှုပို့ပြီးရှိအောင်လုပ်နိုင်လို့ဒီ technique တွေကိုဖြစ်ချထားဖြစ်ပါတယ်။အခုရိုက်ထားတဲ့ပုံကဆိုလို့ရှိရင် location ကလှတာလူတာလှတာပေါ့နော်ဒါပေမဲ့တဲ့ပုံကမျက်စိကလာအလောက်မဖြစ်ဘူးစိတ်ဆောင်မှအလောက်မရှိဘူး ယ်အခုတော့ဟန်နီ dating line သုံးပြီးတော့စိတ်ဝင်စားမှုအကောင်းဆုံးပုံတော့ line ဒီပုံမှာဟန်နီလူထားလိုက်တယ် grid line ပုံမှာစိတ်ဝင်စားဖို့ကောင်းတဲ့နေရာမှာထောက်ပြီးတော့ထားလိုက်တယ်အခု portrait ပုံလေးရိုက်တဲ့အခါမှာဆိုလို့ရှိရင်လေပို့ပြီးတော့လှသွားတယ်ကြွသွားတယ်အရှိအပုံလေးလုံးဝတခြားစီပေါ့နော်ယထာဘူးလာမှာဆိုတော့အခုလိုယထာလာတဲ့အချိန်မှာလည်းအမိရဖမ်းပြီးရိုက်ခဲ့တယ်။ယထာကအစ်စ်ဆိုတော့တော်တော်လေးတော့မိုက်တယ်။လောကမြန်မာနိုင်ငံမှာခင်မိသွားပြီပေါ့နော်။ ်လက်လက်လေးရစင်နေဆိုလို့ရှိရင်တော့အခုလိုမျိုးယထာလမ်းပေါ်မှာလည်းတဆွန့်ဆန့်ပြဓာတ်ပုံရိုက်လို့ရပါတယ်။ ောက်ထပ် tips တစ်ခုကတော့ high angle နဲ့ low angle နှီးလောင်သုံးမှာဖြစ်ပါတယ်အခုလိုမျိုးပုံကိုဒဲ့လိုကြီးရိုက်လို့ရှိရင်ကြည့်လို့ကလည်းအလောက်ထိမလောက်ဘူး creative လည်းမဖြစ်ဘူးကိုယ့်ရဲ့ဖုန်းကိုရိုက်မဲ့ကင်မရာကိုအပေါ်စီးကနေပဲဖြစ်ဖြစ်အောက်ကနေပင့်ပြီးတော့ရိုက်တာပဲဖြစ်ဖြစ်ဒီလိုရိုက်တဲ့အခါမှာဆိုလို့ရှိရင်မတူညီတဲ့အမြင်မတူညီတဲ့ perspective နဲ့တပ်ပုံကြီးက creative တော်တော်လေးဖြစ်မှာဖြစ်ပါတယ်အခုဆိုရင်ဟန်ဒီတစ်ပင်သားမှာရိုက်တာပေါ့နော်ပင့်ပြီးတော့အောက်ကနေရိုက်တဲ့အခါမှာဆိုလို့ရှိရင်အပေါ်က တစ်ပင်လေးကြီးအပေါ်ကတိရွက်လေးတွေကိုမြင်ရတယ်။အဲ့တော့မတူညီတဲ့ perspective နဲ့ဘယ်နားရိုက်လို့ရိုက်ထားမှမသိတော်တော်လေးကိုလှပါတယ်။ portrait ပုံကြီးရိုက်မယ်ဆိုရင်ပို့ပြီးတော့အသုံးဝင်ပါပဲ။နောက်ထပ်တစ်ခုကတော့အောက်ကနေအခုလိုပဲစီးပြီးရိုက်တာပေါ့နော်။အဲ့တော့ဟန်နီရဲ့ outfit လေးတွေပေါ်သွားတယ်။ပြီးလို့ရှိရင်ရထားလမ်းရဲ့ခြုံငင်းလေးကိုလည်းမြင်ရတယ်။ဒီပုံလေးကတော့ဟန်နီဖုန်းကိုအပေါ်စီးကနေထားပြီးတော့ရထားလမ်းကြီးပေါ်နေအောင်လို့ပို့ပြီးတော့မြင်သာအောင်လို့ရိုက်ထားတာဖြစ်ပါတယ်။ပုံလေးတွေကသူ့ conversation နဲ့သူရိုက်ထားတော့လေတော်တော်လေးကိုလှတယ်။ဒါပေမဲ့ဒီမှာ တခြားလမ်းမှာတော့လူတွေနဲ့မပါကျင်တဲ့လူတွေပါနေရေအဲ့တော့ Oppo A5 Pro တွေက AI eraser ကိုသုံးပြီးတော့ဟန်ယူဖြတ်မပါကျင်တဲ့လူတွေလိုအตาလေးဝိုင်းလိုက်ရုံပဲပေါ့နော်ဝေါ့တော့ဘေးနာ subject တွေလုံးဝ fail ပြလိုက်တဲ့အချိန်မှာလုံးဝပုံရအောင်ပေါ့နော်ဟိုလူတွေမပါတာနဲ့ရိုက်ထားတယ်လို့ပြောမသိမตาလေးကိုတော်တော်လေးကိုတည်တည်တတ်တတ်နဲ့ပြင်မိထားတာကိုတွေ့ရတယ် ယ်နောက်တစ် test မပြောခင်မှာကိုကတစ်ပင်ရဲ့အရှိန်မှာစိမ့်စိမ့်ဆူဆူလေးရိုက်ချင်တယ်ပေါ့နော်။ဒါပေမဲ့အခုလိုရိုက်တဲ့အခါမှာဆိုလို့ရှိရင် portrait ကလည်းမပေါ်ဘူး၊ bokeh ကလည်းမပေါ်ဘူး။ပုံကြီးကလုံးဝကြည့်လို့မလှနိုင်ဘူးပေါ့နော်။ကဲအဲ့တော့ဟိုနေ့ပါလုပ်မယ်ဆိုရင် background foreground ဆိုပြီးမတ်တပ်ကိုတုံးပြီးတော့ဟိုနေ့အပင်လေးကိုချိုးလိုက်ပဲပေါ့နော်။စိတ်မဆိုးပါနဲ့ပေါ့နော်။အဲ့တော့ကင်မရာသမားကိုပေးလိုက်တယ်ပေးပြီးတော့အဲ့ဒီရဲ့တစ်ပင်လေးကိုပဲအဲ့ဒီအရွက်လေးလေးကိုပဲဟန်ဒီလို့က foreground ဆိုပြီးတော့အရှိမှာပေါ့နော်ထားလိုက်တယ်ပြီးတော့အနောက်က background လေးနဲ့ portrait mode ကိုတုံးပြီးတော့ရိုက်လိုက်တဲ့အခါမှာဆိုလို့ရှိရင်တော့ဓာတ်ပုံလေးကအခုလိုမျိုး portrait ပုံလှလှကြွကြွလေးနဲ့ကင်မရာနဲ့ရိုက်ထားတဲ့လို reset လေးထပ်မှာဖြစ်ပါတယ်အခုကျွန်တော်နောက်တစ်ခုရိုက်မှာကတော့ဗာ frame with frame ရိုက်မှာဖြစ်ပါတယ် frame with frame ပါလေအဲ frame with frame ကကျတော့ဒီဒီကိုရိုက်ချင်တဲ့ frame ကို subject ကို frame ထဲမှာထည့်ပြီးတော့ပို့ပြီးတော့ပေါ်နေအောင်မြင်သာအောင်ရိုက်ချင်တာဆိုတော့အခုစာရွက်တွေကိုဖြဲလိုက်တယ်ဖြဲပြီးတော့အဲ့စာရွက်ထဲက frame ဒီအတိုင်းကိုကိုရိုက်ချင်တဲ့လူကိုဝင်အောင်လို့ထားပြီးတော့ရိုက်မှာဖြစ်ပါတယ်ဒါကတော့ဟာနီအခုစာဟာနီပြောပြတာပေါ့နော် mic ကနည်းနည်းလေးလွဲသွားလို့ဖြစ်ပါတယ်ကဲအဲ့တော့စပြီးရိုက်ပါတော့မယ်ဒါတော့ဆက်ပြီးရှင်းပြနေရပါတော့ mic ကအတန်မလာတော့ကဲဆက်ရိုက်ကြပါမယ် Oppo ရဲ့ AI reflection ကတော့တကယ်ကို game changer ပါပဲအခုရထားရဲ့ပေးမှာရိုက်နေတော့မှန်မှာ reflection နေပြန်တယ်လူရိပ်တွေထင်တယ်တတော်လေးကိုမလှအောင်မသိမသက်ဖြစ်နေတယ်။ဟန်ဒီက AI reflection နဲ့ဖျက်ချလိုက်တဲ့အခါမှာဆိုလို့ရှိရင်အရေးတွေအကုန်လုံးပျောက်သွားပြီးပုံလေးကတိတိတက်တက်ထွက်လာတယ်။မှန်ကလည်းလုံးဝမဲမဲလေးဖြစ်ပြီးပုံကတော်တော်လေးကိုချိရတာဆိုလို့ရှိရင်ရှင်းလင်းနေတာပဲပေါ့နော်။ဒါတွေက Photoshop မလိုဘဲနဲ့ဖုန်းထဲမှာပဲစက္ကန့်တိုင်းပဲလုပ်ရတာဖြစ်ပါတယ်။ Oppo ရဲ့ Color West 15ရဲ့ AI Editor မှာနေအကြိုက်ဆုံးနောက်တဲ့တစ်ခုကတော့ AI M+ ဖြစ်ပါတယ်။အခုဟန်ဒီရထားလမ်းမှာလမ်းလျှောက်နေတဲ့ပုံရိုက်ထားတာ။လမ်းလျှောက်နေရောကွာဓာတ်ပုံကြီးက water type ဖြစ်နေရယ် blurry ဖြစ်နေရယ်လို့ခံစားရတယ်။အဲ့တော့ဟန်ဒီဒီပုံလေးကိုလည်းအရင်သဘောကျရတယ်။အဲ့တော့ AI Editor တွေက AI M+ ကိုနှိပ်ပြီးတော့လှုပ်လိုက်တဲ့အခါမှာဆိုလို့ရှိရင်ပုံလေးတွေကပို့ပြီးကြီးတောက်သွားတယ်။ဝါးနေတာလေးတွေကတိတိတတကိုပျောက်သွားပြီးတော့မျက်နှာလေးတွေဆိုလည်းပို့ကြီးလာတယ်ပေါ့နော်။ ့ဒီပုံလေးကိုကြည့်တောက်သွားလို့ enhance clarity ကိုနှိပ်ပြီးပြင်လိုက်တဲ့အခါမှာဆိုလို့ရှိရင်ပုံကလုံးဝ resolution မြင့်တက်လာတယ်။ဒါမဲ့တခုရှိလာတာပေါ့နော်။ဟနီမျက်နှာလေးရတော့ဟိုစိတ်ရုပ်ပုံစံမျိုးလေးပေါ့နော်။ AI နဲ့ပြင်ထားဆိုပုံလေးရဖြစ်သွားတယ်။ဒါမဲ့တော်တော်လေးကိုချစ်ဖို့ကောင်းတယ်။ထွက်လာတဲ့ပုံလေးက before and after မှာဆိုရင်အရင်တည်တာသွားတော့မြင်ရမှာပါ။ Oppo Reno 13 series မှာပါလာတဲ့ AI features တွေကို Oppo users တွေက A series မှာလည်းထည့်ပြီးတော့သုံးကျင်လာတယ်လို့ပြောတာဖြစ်တဲ့အတွက်ကြောင့်မလို့ Oppo ကထည့်ပေးထားတာဖြစ်ပါတယ်။ဆိုတော့ Reno series ကဈေးရန်ကြီးရဲ့15သိန်း30ပေါ့နော်။အဲ့ဒါမဟုတ်ဘဲနဲ့ဒီကိုသိန်းနာဖုန်းလေးမှာပါလာတာဖြစ်တဲ့အတွက်ကြောင့် user တွေတကယ်ကိုကောက်ပါတယ်။ကဲဖုန်းနဲ့ပဲ cinematic ဆက်ဆံပုံလေးတွေကို creative ဆက်ဆံရိုက်ပြပေးသွားတာဖြစ်ပါတယ်။ဟန်ဒီရဲ့ပုံလေးတွေကိုသဘောကျလိမ့်မယ်လို့ထင်ပါတယ်။ဒီလို tips လေးတွေသုံးပြီးတော့ပုံမများလေးတွေလှလှလေးရိုက်လို့ရပါတယ်။ ်ဒီနေ့ဗီဒီယိုလည်းဒီလောက်ပါပဲအားလုံးပဲတတ်တာ